ဆင်မော်မာတရုတ်ပြအောင်ကပြဖြောပြနေလို့အကြီးအကျယ်ဝေဖန်ခံနေရတဲ့ထထထွန်။ကဲပရိသတ်ကြီးတို့ရဲ့ဆင်မော်မာတရုတ်ပြအောင်ကပြဖြောပြရင်ပရိသတ်အကြီးအကျယ်ဝေဖန်ခံနေရတာကမော်ဒယ်တရုတ်ဆောင်မင်းသမီးကျော်လေးထထထွန်မှာမော်ဒယ်တရုတ်ဆောင်ထထထွန်ကတရုတ်ဆောင်ရောင်းမလေးတော်လွန်းတယ်လို့ပရိသတ်တွေကိုလည်းအဆင့်အတန်းခွဲခြားတာမျိုးမရှိဘဲနှွေးထွေးပျော်ရွှင်စွာနဲ့အတူတကွတွဲပြီးကပြဖြောပြခဲ့တာကြောင့်မှာသူမအနေနဲ့ကလည်းပျော်ပျော်ရွှင်ရွှင်နေတတ်သူပီပီ ခြေတလိုင်းနဲ့မနေပဲပရိသတ်ခြိုက်ဆောင်ကဟာတဆန်ဆန်ပရိသတ်ပျော်ရွှင်စေဖို့ပွဲစီအောင်ပွဲထင်းပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့သောပရိသတ်တွေကလည်းအနုပညာရှင်တွေအနေနဲ့ငွေရပြီးရောဘာမှမဆိုလုပ်နေကြကတရုတ်ပြတ်နေကြတဲ့အပေါ်မှာအရှက်မရှိကြဘူးလားဆိုပြီးဝေဖန်နေကြတာပါ။မင်းမီချော်လေးထထထွန်အနေနဲ့ကလည်းပွဲတိုင်းလူလုံးမှမြင်တွေ့ရပြီးအောင်မြင်နေတဲ့အမှုပညာရှင်ဖြစ်ပါတယ် ဒါကြောင့်လေအောင်မြင်နေတဲ့အမှုပညာရှင်တယောက်အနေနဲ့အင်တွေသိခါမရှိဖြစ်ပြနေတဲ့အပေါ်ပရိသတ်တွေရဲ့ဝေဖန်မှုက မြင့်တက်နေကြတာပါအဆိုပါပွဲကလည်းရွှေနန်းတော်ရွှေဆိုင်ရဲ့ပွဲတစ်ခုမှဖြစ်ပြီးပတ်စံဘေးကနိုင်လုံချင်ရာလုံနေကြတဲ့အပေါ်မှာလည်းလူတွေအမြင်မကြည်နေကြတာဖြစ်ပါတယ်ဆိုတော့ပရိသတ်ကြီးတို့ကရောအခုလိုမော်ဒယ်တယောက်ဆောင်ထထထွန်းရဲ့ပုံစံအမှန်ကဒီလိုလားဒါမှမဟုတ်ငွေပေးဖို့မစလို့တဲ့အမှုပညာရှင်တယောက်လားဆိုတာပြောပြီးသွားကြပါအောင်နော်